မွေကင်းစာတွေကအခုလိုရွှေနီးနဲ့ပတ်ပြီးမွေးလာရလို့မြမကန်အကောင်းဆုံးကလေးလေးအဖြစ်သတ်မှတ်ခံနေရတဲ့ခက်ဆဲယတနာဆိုင်ပိုင်ရှင်သမီးလေးဝေကင်းစာမှာရွှေအင်းင်းနဲ့ထုတ်ပွေခံရလို့ကံကောင်းလိုက်တာဆိုပြီးတော့အများအားကြခံနေရတာကတော့မကွေးမျိုးကခက်ဆန်းရတနာဆိုင်ရဲ့ဝေကင်းစာသမီးငယ်လေးပဲဖြစ်ပါရဲ့ရှင်။ဒါကြောင့်မြမပြည်မှာမူပွားလာခြင်းမှာပဲရွှေအင်းင်းချုံကကြိုးစိုးခံရတဲ့ဒုတိယမြောက်ကလေးလေးလို့ပြောအောင်ပါပါနော်။မူပွားလာခြင်းမှာပဲကံကောင်းတဲ့ဒီကလေးလေးကခက်ဆန်းရတနာဆိုင်ရဲ့သမီးငယ်လေးပဲဖြစ်ပါရဲ့။ ဒီလိုမျိုးရွှေနှီးချုံကကျူးစိုထုတ်ဝေခံရတဲ့ပထမဆုံးကလေးလေးကတော့ဒေါက်တာဟန်မိတ်ရတနာရွှေဆိုင်ရဲ့တူလေးပဲဖြစ်ပါတယ်။လူလောကကိုရောက်လာတဲ့ကိုယ့်ရဲ့ရင်သွေးလေးကိုအကောင်းဆုံးဆိုတဲ့အရာတွေကိုပဲပေးဆက်ခြင်းကြရတဲ့ဆိုတဲ့အတိုင်းအခုလဲသမီးလေးကိုရွှေနှီးရွှေစွဲကျိုးရွှေလက်ကောက်တွေနဲ့အတိတ်နမိတ်ကောင်းကိုဆောင်းကကျူးစိုခဲ့ကြတာဖြစ်ပါတယ်။ဗုဒ္ဓဘာသာသဘောအရဆိုရင်တော့ဒါဟာအရင်ဘွားကဒါနကုသိုလ်တွေပြုလုပ်ခဲ့တဲ့အကျိုးကျေးဇူးကြောင့်သာဒီဘွားရောက်ချိန်မှာတော့ချမ်းသာကြွားရတဲ့မိသားစုအတန်ဝိုင်းမှာလူလာဖြစ်တယ်လို့ဆိုရမှာပါရှင်။ ်ခေတ်ဆက်ယတနာဆိုင်စွာကလည်းခေမီစံတဲ့ယတနာဒီဇိုင်းတွေကိုထုတ်လုပ်ရောင်းချနေတဲ့ယတနာဆိုင်ကြီးဖြစ်ပါတယ်အခုလဲလာချင်းကောင်းတဲ့သမီးလေးအတွက်ရွှေနီးကိုဖန်နီးကကျူစုကုန်ပြုပေးခဲ့ကြပါတယ်ဒါကိုတချို့လူတွေကတော့အားကြပြီးတော့အကောင်းမြင်ကြတဲ့သူတွေလည်းရှိသလို တချို့လူတွေကတော့မွေးကင်းစားကလေးလေးကိုဒီလိုမျိုးအလေးချိန်ရှိတဲ့ရွှေအင်းလေးကြီးခြုံတာကအပိုလောက်တားလို့လည်းပြောနေကြပြန်ပါတယ်။တကယ်တော့မွေးကင်းစားကလေးလေးတယောက်အတွက်အရေးကြီးဆုံးကတော့ကျန်းမာရေးကောင်းစေဖို့ပါပဲနော်။ဒီလိုမျိုးရွှေတစားရီနဲ့ခြုံလန်းပေးတာကလည်းမိဘအတန်ဝိုင်းကရှိရင်ရှိသလောက်ပြုလုပ်တတ်တဲ့အရာမျိုးပါရှင်။ဒါကြောင့်ဒါကိုတော့အပြစ်ပြောလို့မရပါဘူးနော်။တာသမီတွေကိုအတိတ်နမိတ်ကောင်းတဲ့ပြည့်ပြည့်စုံစေချင်တာကတော့မိဘတိုင်းရဲ့စေတနာတွေပါ။ဒီလိုမျိုးရွှေအင်းလေးခြုံကမွေးလာတဲ့ကလေးငယ်လေးရှိသလိုမွေးကင်းစားတွေကဘဝကခက်ခဲ ်လွန်းလာကြောင်းထမေတောင်မတောက်နိုင်ကြတဲ့ကလေးငယ်တွေကလည်းမြမပြည်မှာကတော့ဒူးနဲ့ဒီပါပဲ။ဒါပြင်မွေးကင်းစအရွယ်မှာပဲတဝံမြူကျင်တဲ့မိဘတွေကြောင်းမိဘမဲ့ဂေဟာမှာရောက်ရှိနေကြတဲ့တနာစရာကလေးငယ်လေးတွေကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်။ဒီလိုမျိုးမတူညီတဲ့ကုသကံနေနဲ့မူဖွားလာကြတဲ့ကလေးငယ်လေးတွေကိုကြည့်ပြီးတော့အခုလိုပြပြစုံစွားနဲ့မူဖွားလာတဲ့ကလေးလေးတွေအတွက်လည်းကြည်နုပီတီဖျားသလိုခက်ခဲကြံနေပြီးတော့စွန့်မြစ်ခံကလေးလေးတွေအတွက်လည်းစိတ်မကောင်းဖြစ်ကြရတာကတော့အမှန်ပါပဲရှင်။ ်မကွေးမြို့ကခစ်ဆန်းယတနာဆိုင်ကတော့လောကကြီးထဲကိုအခုမှရောက်ရှိလာတဲ့တမိငယ်လေးအတွေ့ကံကောင်းခြင်းနဲ့ယူဆောင်လာစေဖို့ဆိုတဲ့အတိတ်နမိကောင်းတွေနဲ့အတူရွှေချုံလွားနဲ့ထွေးပွေ့ကျူးဆိုခဲ့ကြတာဖြစ်ပါတယ်သူတို့မှာကအတော်လေးရှိပြီးတော့အခုကတော့တမိလေးကိုထက်မှန်မှုဖွားတာပဲဖြစ်ပါတယ်မိဘတွေကချမ်းသာကြွားကြသူတွေဖြစ်တယ်လို့အခုလိုမျိုးရွှေအင်းင်းနဲ့ကျူဆိုခဲတာကြောင့်လည်းလာချင်းကောင်းတဲ့တမိငယ်လေးအဖြစ်မှတ်ယူရပါတယ် ဒီလိုမျိုးချမ်းသာကြွားမှုတွေအပြင်မိသားစုအတန်းဝတ်အားလုံးရဲ့ချစ်ချင်းမေတ္တာတွေကိုလည်းပိုင်ဆိုင်ထားတဲ့သူလေးမျိုးဒီသမီးလေးကတော့မြမကန်အကောင်းဆုံးကလေးလေးပါပဲနော်ပြည့်တဲ့ကြီးတို့ရောအခုလိုမျိုးခက်စားလာတဲ့ငွေကင်းစကလေးလေးတွေကိုရွှေအင်းကြီးချုံကထွေးပွေကြိုးဆိုးတဲ့လောက်ရကကလေးလေးတွေအတွက်တကယ်ရောတင်တော်တယ်လို့ထင်လားဒါမှမဟုတ်သူတို့ရဲ့လုပ်ငန်းတွေကို marketing ဆင်းတဲ့သဘောမျိုးလားဆိုတာပြည့်တဲ့ကြီးတို့ဘယ်လိုထင်ကြပါလဲပြည့်တဲ့ရဲ့အထင်မြင်ယူဆချက်လေးတွေကိုကွန်မန့်မှာရေးခဲ့ပေးကြပါအောင်နော်အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်